ကျမတော်မူကြပါစားခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့ဂျွန်လာ22ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော်လာရမဒီ channel လေးကမြေပြင်အခြေအနေတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာပရမအူဆုံးအနေနဲ့တင်ဆက်ပေးချင်တာကတော့တောင်ကိုလိတ်တူလမ်းပိုင်းမှာစစ်တပ်ရဲ့6တုညာ3တက်ရင်းမှာရိတ်ခါပူပြီးပြန်လာတဲ့စစ်ရင်တန်းကိုတိုက်ခိုက်မှုစစ်သား9ဦးသေဆုံးပြီးခေရံမျိုးတင်ဆက်ရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းတောင်ကိုမြို့နယ်တောင်ကိုလိတ်တူလမ်းပိုင်းမှာ အကြံဖတ်စစ်တပ်ရဲ့633တပ်ရင်းမှရိတ်ခါပို့ပြီးပြန်လာတဲ့စစ်ရင်တန်းကိုတက်ခိုက်ခဲ့ရမှာစစ်သား5ဦးသေဆုံးပြီးခရမ်းများတင်ဆက်ရရှိခဲ့ကြောင်းကန်နီတွိုင်းလိုက်ဇုံမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်ဇွန်လ18ရက်နေ့နနက်8:00နာရီဝန်းကျင်ခန့်မှာတောင်ငူလိပ်တိုလမ်းပိုင်းမှာရှိတဲ့အကြံဖတ်စစ်တပ်ရဲ့ကျောက်တုံညာတုံတဲရင်မှရိတ်ခပူပြီးပြန်လာတဲ့စစ်ကောင်စီတပ်သားများလိုက်ပါလာသောကားဆက်တစီးပါရင်တန်းကိုထုံးပေါ်ကြီးကျေးရွာအထွတ်မှတော်လိုင်းကြီးတပ်ဖွဲ့များကပြစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်တက်ကိမှုအတွင်အကျန်းဖတ်စစ်တပ်ရဲ့ကားတစ်စီးမှာထိုးဝါချောင်းရွာအနီးမှာတိမ်မောက်ခဲ့ပြီးရင်တန်းအတွက်လမ်းကင်းလုံခြုံရေးယူပေးနေတဲ့စစ်ကောင်စီတပ်သားများနဲ့ထိုးဝါချောင်းကြီးရွာမှာဝင်ရောက်တပ်ဆွဲထားတဲ့အင်အား40ကျော်ရှိတဲ့စစ်ကောင်စီတပ်သားများကိုပါတော်လှန်ရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ထိုတိုက်ခိုက်မှုအတွင်းမှာအကျန်းဖတ်စစ်ကောင်စီတပ်သား9ဦးထပ်မင်းတေဆုံးက9ဦးထပ်မင်းထိခိုက်ဒဏ်ရာရရှိခဲ့ပြီးအကျန်းဖတ်စစ်ကောင်စီဘက်မှ60မမဘုံဒီ9လုံး5.56ကြီး900 လက်ပစ်ပုံ၃လုံး MG ဘော့၄ခုနဲ့၁၄မိုင်း၄လုံးကိုတင်ဆက်ရရှိခဲ့ကြောင်းသိရှိရပါတယ်။ခွေးသေးတာထတ်တိုးမရှိပါဘူး။စစ်ခွေးတွေဘက်ကပြန်လည်ပြစ်ခတ်ပါတယ်။ထိုးဝါချောင်းရွာထဲကနေအထိုင်ချတဲ့ခွေးတွေကနေပြစ်တာပါ။အခုလက်ရှိမှာထိုးဝါချောင်းရွာထဲမှာခွေးတွေမရှိပါဘူး။တောင်ငူလိပ်တူလမ်းပိုင်းမှာအုံပြူသွာလာနေကြတဲ့ပြည်သူများအနေနဲ့တတိထားသွာလာကြရတဲ့ကျွန်တော်တို့လက်နက်ခဲယမ်းလိုအပ်ချက်များရှိနေတဲ့အတွက်ကြောင့်ကူညီပေးကြပါရန်ပဲပြောချင်ပါတယ်လို့ ကန်နီတွိုင်းလိုက်စုံမှတာဝန်ရှိသူတို့ကပြောဆိုပါတယ်အစူပါတိုက်ခိုက်မှုကို KNU တပ်မဟာနှင့်တရင်ကလက်အောက်ခံကန်နီဂျာတိတာကာကွယ်ရေးတပ်ဖွဲ့နှင့်အတူတောင်ငူခရိုင်ပြည်သူ့ကာကွယ်ရေးတရင်3939နှင့်တခွဲ1နှစ်တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ပလက်ဝါကိုအေအေကမတိုက်ခဲ့ရင်ချင်းပြည်မလွတ်မြောက်နိုင်ကြောင်းချင်းညီနောင်ပြောဆိုခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပလက်ဝါဒေတာမှာစစ်ကောင်စီကင်းစင်ရေးအတွက်အရကတ်တတ်တော်အေအေကမတိုက်ခဲ့ရင် ချင်းပြည်မြည်သည့်နေရာမှာလွတ်မြောက်မှာမဟုတ်ကြောင်းချင်းညီနောင်စီဘီပြောခွင့်ရစလိုင်းယောမန်ကပြောပါတယ်ချင်းပြည်နယ်မှာရှိတဲ့ကျင်းတွေးမတူပြီးကံပက်လက်မင်းတက်ဖလန်စတဲ့မြို့နယ်များကိုချင်းညီနောင်စီဘီကသိမ့်ပိုက်ထားပြီးကြံမြို့နယ်များကိုသိမ့်ပိုက်ရရှိရေးစစ်ဆင်ရေးများဆက်လက်ဆောင်ရွက်နေပါတယ်စီဘီပြောခွင့်ရစလိုင်းယောမန်ကပလောဝမှာရှိတဲ့စစ်ကောင်စီရဲ့တက်စကန်တွေ viewer စကန်တွေအကုန်လုံးကိုသာအေအေကမတိုက်ခဲ့ရင်ချင်းပြည်နယ်ဘယ်နေရာမှာမှကျွန်တော်တို့စစ်စင်ရေးလုပ်နိုင်မှာမဟုတ်ဘူး လောက်ဝကိုသာအေအေကစစ်ကောင်စီကင်းစင်အောင်မလုပ်ခဲ့ဘူးဆိုရင်မတူပီလွတ်မြောက်နိုင်စေအကြောင်းမရှိဘူးကျင်တွေးလုံးဝမလွတ်မြောက်ဘူးကံပတ်လက်မလွတ်မြောက်ဘူးမစ်တက်မလွတ်မြောက်ဘူးလိုင်လင်းပြီးတောက်လျှောက်ဘယ်နေရာမှလွတ်မြောက်မှာမဟုတ်ဘူးသူတို့ရဲ့စစ်ကောင်စီရဲ့ထောင်နဲ့ချီတဲ့အင်အားတွေရှိတာကို200 300လောက်ပဲစစ်ကူပို့လိုက်ုံနဲ့ကျွန်တော်တို့တော်တော်ခက်ခဲမှဖြစ်တယ်ချင်းပြည်ဒီအတိုင်းအတာအထိလွတ်မြောက်ဖို့ဘလို့မှမဖြစ်နိုင်ဘူးလို့ပြောပါတယ်ပလောဝမြို့နယ်ကိုအာရကတ်တပ်တော် AA ကစစ်ကောင်စီတမ်းမှတိုက်ယူခဲ့တဲ့အတွက် ။ကျင်းညီနောင်အဖွဲ့ဟာအခြားမျိုးများကိုတင်ပိုက်နိုင်ခဲ့ကြောင်းစလိုင်းယော့မန်ကပြောပါတယ်။ကျင်းညီနောင်အဖွဲ့ဟာအရကတက်တော် AA ရဲ့စီးရီးအကူအညီများအပြင်မိမိရဲ့ကိုယ်ပိုင်အင်အားနဲ့ကျင်တွေးမတူပြီးကံပက်လက်မင်းတက်ဖလန်းမျိုးများကိုတင်ပိုက်ထားပါတယ်။ပလက်ဝဒေတာမှစစ်ကောင်စီကင်းစင်သွားခြင်းဟာကျင်းညီနောင် CB အတွက်အရေးပါတယ်လို့အရကတတ်တော် AA အတွက်လည်းရကိုင်းပြည်လွတ်မြောက်ရေးအတွက်အရေးပါကြောင်းစလိုင်းယော့မန်ကဆက်လက်ပြောဆိုပါတယ်။ပလက်ဝဟာ AA ရဲ့အမျိုးသားလုံခြုံရေးပါ။ AA အတွက်လည်းဘယ်လိုပြောရမလဲ confederate မနိုင်တဲ့သဘောလို့ပဲပြောပြော independent လို့ပဲပြောပြောဘလို့ပဲပြောပြောပါဒါပေမဲ့အေးအတွက်အဓိကအရေးကြီးဆုံးကတော့အမျိုးသားလုံခြုံရေးနဲ့အမျိုးသားအကျိုးစီးပွားပဲအဲ့ဒီလုံခြုံရေးကိုချိန်ချောက်မှုအကြီးဆုံးကပလက်ဝပဲပလက်ဝမှာစစ်ကောင်စီပြန်ပြီးခြေကုပ်ယူနိုင်ခဲ့ရင်ရခိုင်တပြည်လုံးရဲ့လွတ်မြောက်ရေးရခိုင်တပြည်လုံးရဲ့လုံခြုံရေးအတွက်ချိန်ချောက်ခံရပြီပဲပြောချင်တာကရခိုင်ပြည်ဝင်ပေါက်ကမကွေးအန်းပဲခူးတောင်ကုန်းနဲ့အေယာဝတီကွာဘတ်တွေမှာထိန်းချုပ်ထားနိုင်ပေမဲ့ လဝမာတာစစ်ကောင်စီကအင်အားအလုံးအရင်းနဲ့နေရာပြန်ဝင်ယူလိုက်ပြီးဆိုရင်ဘာမှတတ်နိုင်မှာမဟုတ်ဘူး။ပလဝကစစ်ကောင်စီတပ်သားအယောက်900လောက်ဆင်းလာတာဟာတောင်ကုတ်အမ်ဘက်ကအယောက်900လောက်ထိုးစစ်ဆင်တာနဲ့ညီမျှတာပေါ့။အာရခဒေတာအတွက်လုံခြုံရေးမဟာဗျူဟာကြားတဲ့အနေနဲ့ပလဝကိုအေအေကထိန်းထားရတယ်လို့ဆိုပါတယ်။ချင်းညီနောင်စီဗီဟာချင်းပြည်နယ်မှာစစ်ကောင်စီရဲ့စစ်ကြောင်းများတိုက်ခိုက်မှုကိုအလူးအလဲခံရကြချိန်မှာကုညီပေးနိုင်သူမရှိကြဘဲနောက်ဆုံးမှာတော့ အီကလက်နက်ခဲယမ်းများနဲ့စစ်ခွန်အားများရရှိခဲ့ကြောင်းဆိုပါတယ်ပလောဝအရေးနဲ့ပတ်သက်လာရင်မြေပြင်ကသာဆုံးဖြတ်ပေးမှဖြစ်ပြီးဒေသခံပြည်သူများရဲ့လူလားချက်နဲ့ရပိုင်ခွင့်များအရေးကသာအရေးကြီးကြောင်းချင်းညီနောင်ပြောခွင့်ရစလိုင်းယောမန်ကဆိုပါတယ်အရခတ်တက်တော်အီအနေနဲ့လည်းပလောဝဒေသကိုအပြောခံအမုန်းခံပြီးမှထိန်းထားကင်တရခြင်းဖြစ်ပြီးနောက်မှပလောဝအရေးကိုစပွဲဝိုင်းမှသာဆွေးနွေးသွားမယ်လို့ချင်းညီနောင်ကပြောဆိုထားပါတယ်ပလောဝဒေသဟာချင်းပြည်နယ်ဖြစ်ကြောင်းကိုလည်းခံယူထားတယ်လို့ ချင်းညီတော်တာဝန်ရှိသူများကဇွန်လ18ရက်နေ့သတင်းစာရှင်းလင်းပွဲမှာပြောကြားထားပါတယ်ခင်ဗျာထပ်မံသိရှိရတဲ့သတင်းကတော့ရွှေချင်းတန်စိတ်ကားလမ်းပိုင်းမှာစစ်တပ်ရဲခါပုတ်စစ်ကြောင်းကိုကင်းပုံးယူပေးနေတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ3ဦးပွေချင်းပြီးတေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာပဲခူးတိုင်းရွှေချင်းမြို့နယ်ရွှေချင်းတန်စိတ်ကားလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်ရဲခါပုတ်စစ်ကြောင်းကိုကင်းပုံးယူပေးနေတဲ့စစ်ကောင်စီတပ်သားများကိုတိုက်ခိုက်ခဲ့ရမှာစစ်သား3ဦးပွေချင်းပြီးတေဆုံးခဲ့ကြောင်း Fire Dragon စစ်ကြောင်းမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်။ဇော်လ20ရက်နေ့မွန်လယ်12:30မိနစ်ခန့်မှာရွှေကျင်မြို့နယ်ရွှေကျင်တန်စိတ်ကားလမ်းပိုင်းမှာအကြမ်းဖက်စစ်တပ်စစ်ကြောင်းဟာရှမ်းရွာကိမ်းမှစတင်၍အင်ကနီရုံတိုင်းကျေးရွာများအထိကားလမ်းတစ်လျှောက်လမ်းကင်းယူ၍ရိတ်ခါပို့ဆောင်ခြင်းများပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။ထို့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုအင်ကနီရုံတိုင်းကျေးရွာကားလမ်းဘေးမှာကင်းပုံးဝေး၍လုံခြုံရေးယူပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားများကိုဝန်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပါတယ်။ ရင်းတိုက်ခိုက်မှုအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်သား3ဦးဟာနေရာမှာတွင်ပွဲချင်းပြီးတေဆုံးခဲ့ပြီးစစ်ကောင်စီတပ်သားများကပြန်လည်ရန်တမ်းပစ်ခတ်ခဲ့ပေမဲ့တော်လိုင်းရဲဘော်များအထိကိမ်းမရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါတယ်။လမ်းပေါ်ကသွားတာအင်အားကရချီတယ်။အခုပြစ်တာကလက်ကင်းယူထားတဲ့အဖွဲကိုပြစ်တာရတဲ့နီးနဲ့ချမှာပဲ။အဲ့ဒီတိုက်ခိုက်မှုမှာစစ်ခွေး3កောင်တည်တယ်လို့ Fire Dragon စစ်ကြောင်းမှတာဝန်ရှိသူတဦးကပြောဆိုပါတယ်ခင်ဗျာ။ ဆက်လက်ပြီးတင်ဆက်ပေးကြတာကတော့စစ်ကောင်စီကမြောက်ကိုရီးယားတန်အမတ်တစ်ဖြစ်မစ္စတာကင်ဂျုံအီကိုခန့်အပ်ရန်သဘောတူခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာအနာတိုင်းစစ်ကောင်စီဟာအသက်62နှစ်အရွယ်မစ္စတာကင်ဂျုံအီကိုမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားနိုင်ငံတန်အမတ်ကြီးအဖြစ်ခန့်အပ်ရန်သဘောတူညီခဲ့ကြောင်းဂျမန်နစ်ဇွန်လ19ရက်နေ့မှာတင်ထုတ်ပြန်ပါတယ်မစ္စတာကင်ဂျုံအီကို1963ခုနှစ်နိုဝင်ဘာလ9ရက်နေ့ကမွေးဖွားခဲ့က1989ခုနှစ်မှာမြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာန အာရှရေးရာဌာနမှအရာရှိအဖြစ်စတင်တာဝန်ထမ်းဆောင်ခဲ့ပြီးပြည်ပတန်ယုံများနဲ့ဌာနချုပ်မှရာထူးအဆင့်ဆင့်တာဝန်ယူခဲ့ပါတယ်မစ္စတာကင်ဂျုံအီဟာပါကစ္စတန်နိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်ယုံမှ1992ခုနှစ်မှ2018ခုနှစ်အထိတတရအတွင်းဝန်ပထမအတွင်းဝန်နဲ့တန်မှုအဖြစ်အဆင့်ဆင့်ပြောင်း၍တာဝန်ထမ်းဆောင်ခဲ့ပြီး2020မှယနေ့အထိမြောက်ကိုရီးယားနိုင်ငံရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနအာရှရေးရာဌာနနှင့်မှအကြီးအကဲအရာရှိ ထို့မှတဆင့်ဒုတိယညွန်ကြားရေးမှူးချုပ်အဖြစ်တာဝန်ထမ်းဆောင်လျက်ရှိကြောင်းသိရှိရပါတယ်။မြန်မာနိုင်ငံဟာ1985ခုနှစ်မှာမြောက်ကိုရီးယားနိုင်ငံနဲ့တပ်တမန်ဆက်ဆံရေးစတင်ခဲ့ပေမဲ့လည်းမြောက်ကိုရီးယားက1983ခုနှစ်ရန်ကုန်မြို့အာဇာနီဘိတ်မှန်မှာတောင်ကိုရီးယားသမ္မတချန်တူးဝမ်ကိုရည်ရွယ်ပြီးဘုံခွဲတိုက်ခိုက်မှုဖြစ်ပွားခဲ့တဲ့အတွက်တပ်တမန်ဆက်ဆံရေးရပ်ဆိုင်းခဲ့ပါတယ်။တိုးတော်လည်းမြန်မာနိုင်ငံကိုစစ်တပ်ကအာဏာသိမ်းကစစ်အုပ်ချုပ်မှုများလှုပ်ဆောင်ခဲ့တဲ့အတွက်နိုင်ငံတကာရဲ့အပေကံဖြစ်လာချိန်မှာတော့ ရောက်ကိုရီးယားနဲ့ပြန်လည်ဆက်သွယ်ခဲ့ပြီး2009ခုနှစ်ဧပြီလမှာတန်တမန်ဆက်ဆံရေးကိုပြန်လည်စတင်ခဲ့ပါတယ်။ယခုခန့်အပ်မဲ့တန်အမတ်အစ်မတိုင်မီကမြန်မာနိုင်ငံဆိုင်ရာမြောက်ကိုရီးယားတန်အမတ်ကြီးများအဖြစ်မစ္စတာကင်ဆွတ်ချိုနဲ့မစ္စတာဂျုံဟိုပွန်တို့တာဝန်ထမ်းဆောင်ခဲ့မှုကြောင့်သိရှိရပါတယ်။မြန်မာနိုင်ငံနဲ့မြောက်ကိုရီးယားနိုင်ငံဟာ2021ခုနှစ်စစ်တပ်ကအာဏာထက်မှန်သိမ်းယူပြီးနောက်မှာတော့နှစ်နိုင်ငံဆက်ဆံရေးပုံမကောင်းမွန်လာပြီးစစ်တပ်ရဲ့နျူကလ িয়ার ထုတ်လုပ်နိုင်ရည်ရွယ်ချက်များအတွက် နိုင်ငံတကာမှစိုးရိမ်မှုများပိုမိုတိုးပွားလာကြောင်းသိရှိရပါတယ်။မြောက်ကိုရီးယားနိုင်ငံဟာမြန်မာအာဏာသိမ်းစစ်ကောင်စီနီးတူရုရှားနိုင်ငံရဲ့မဟာမိတ်မိတ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီးယူကရိန်းရုရှားစစ်ပွဲမှာလည်းစစ်ကူအင်အားများစွာကိုထောက်ပံ့ပေးခဲ့တဲ့နိုင်ငံဖြစ်ပါတယ်ခင်ဗျာ။နောက်ထပ်သိရှိရတဲ့သတင်းကတော့အလုတမားကောင်းဆောင်တဦးဖြစ်တဲ့ကိုတက်နှင်းအောင်အင်းစိန်ထောင်မှာတိုက်ပိတ်ခံနေရကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။အာနာသိန်းစစ်ကောင်စီရဲ့အင်းစိန်အချင်းထောင်မှာခေါင်းဆောင်တအူးဖြစ်တဲ့ကိုတန်နှင်းအောင်တိုက်ပိတ်ခံရရတယ်လို့ မြန်မာနိုင်ငံစစ်မှုလက်မှုနဲ့ဝန်ဆောင်မှု လုပ်ငန်းပေါင်းစုံလူသမားတမကများအဖွဲ့ချုပ် MICS TUSF ကဇွန်လ16ရက်နေ့မှာထုတ်ပြန်အတည်ပြုလိုက်ပါတယ် MICS TUSF ရဲ့အထူးထူးအတွင်းရေးမှုချုပ်လည်းဖြစ်တဲ့ကုတနင်းအောင်ကိုမိသားစုရှိနေတဲ့တွေးခွင့်ပိတ်ထားတယ်လို့အဆက်အသွယ်ပြတ်တောက်နေတယ်လို့သိရှိရပါတယ်အင်းစိန်ထောင်ထဲမှာအဆိုးအဝါးဆုံးတိုက်ပိတ်ခံရရတဲ့အတွက်သူ့ရဲ့ကျန်းမာရေးအခြေအနေစိုးရိမ်ရတယ်လို့ MICS TUSF ကထုတ်ပြန်ချက်မှာအတည်ပြုထားပါတယ် ထောင်မှာတိုက်ပိတ်ခံရတယ်ဆိုတာကတော့အလင်းရောင်မရှိတယ်လို့လေဝင်ထွက်မကောင်းတဲ့အခန်းချင်းတဲမှာပိတ်လောက်ထားတာဖြစ်ပါတယ်။အခုနှစ်စန်ဇန်နဝါရီလအတွင်းအင်းစိန်တောင်ကိုစစ်ကောင်စီရဲ့လူခွင့်ရေးကော်မရှင်ကလာရောက်ချိန်မှာအကျဉ်းသားတွေရဲ့လူအပ်ချက်တွေကိုထုတ်ပေါ်ပြောဆိုခဲ့တာကြောင့်ကုတ္တနင်းအောင်အပါအဝင်အကျဉ်းသား၃ဦးထောင်တွင်းမှာပြင်းပြင်းထန်ထန်ရိုက်နှက်နှိပ်စက်ခံရပါသေးတယ်။အဲ့ဒီရိုက်နှက်မှုမှာကိုတနင်းအောင်ရဲ့ဦးကောင်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်ကိုတနင်းအောင်ဟာ NLD အစိုးရလက်ထက်မှာအစိုးရအလို့ရှင် အလို့သမား၃ဘွင့်ဆိုင်ညီနိုင်ရေးကော်မတီဝင် ဖြစ်ပါတယ်။စစ်တပ်အာဏာသိမ်းတဲ့2021ခုနှစ်မြဝတီမြို့မှာအဖမ်းခံခဲ့ရပြီးမတရားအသင်ဆက်သွယ်မှုပုံမှန်စက်ခွန်တင့်နဲ့ထောင်ဒဏ်နှစ်ချမှတ်ခံခဲ့ရပါတယ်။အဲ့ဒီထောင်ဒဏ်နှစ်ကိုအင်းစိန်ထောင်မှာကြာခံရပြီးလူရဲစစ်ကနေမှစစ်ကောင်စီကအကြမ်းဖက်ဥပဒေပုံမှန်နဲ့ထပ်မံတရားစွဲဆိုကထောင်ဒဏ်9နှစ်ထပ်တိုးချခဲ့တာဖြစ်ပါတယ်ခင်ဗျာ။ ဆက်လက်သိရှိရတဲ့သတင်းကတော့ကန်တောင်တိုက်ပွဲမှာ BLPA တပ်စစ်မှုစနိုက်ပါမှန်ပြီးကြာဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ။စကိုင်းတိုင်းပလဲမြုံနယ်ကန်တောင်ကြေးရွာစကန်းသိန်းတိုက်ပွဲမှာတပ်စစ်မှုတဦးကြာဆုံးခဲ့တယ်လို့ချစ်တဲ့နဲ့တက်မတော် BLPA စီကနေသိရှိရပါတယ်။အဆိုပါတပ်စစ်မှုဟာရင်းမာပင်ခရိုင်အမှတ်၁၁တက်ရင်ချစ်တဲ့နဲ့တက်မတော် BLPA မှာအသက်24နှစ်အရွယ်ကျော်ကြီးခကျော်မျိုးသူ ဖြစ်ပြီးဇွန်လ16ရက်နေ့မှာစနိုက်ပါကြီးထိမှန်ခဲ့တယ်လို့ဆိုပါတယ်။ ရန်သူစက္ကစအားအလင်းဝင်ရောက်ရန်အော်ခေါ်စင်မှာစနိုက်ပါနဲ့ပြန်ပစ်သွားခဲ့တာပါခေါင်းကိုထိမှန်ကြာဆုံးခဲ့တာပါလို့ BLPA မှတာဝန်ရှိသူတဦးကပြောပါတယ်တက်စုမှုကြော်ကြီးမှာဇနီးနဲ့ကလင်းငယ်ကြန့်ရှိခဲ့ကသူ့ရဲ့အလောင်းကိုတော့ဇွန်လ20ရက်မနက်9:00နာရီကျော်မှာစပနအခမ်းအနားကိုပြုလုပ်ပြီးမိသူကြိုပေးခဲ့တယ်လို့အထက်ပါတာဝန်ရှိသူကဆိုပါတယ်အလားတူကန်တောင်စကန်သိန်းတိုက်ပွဲမှာဖြတ်တောက်ရေးလုပ်နေတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦးចောင်းသားတပ်မတော် အမှတ်3စစ်ကြောင်းအမှတ်14တရင်မှတပ်ဖွဲ့ဝင်ထိုက်ကြီးခတ်တန်းထိုက်အောင်25နဲ့ကျောင်းသားလီခတ်ချစ်စော်ဖြူ18နဲ့ဂျိမ်းမောင်29နှစ်တို့ကြာဆုံးခဲ့တယ်လို့သိရှိရပါတယ်။ကန်တော့ကြီးရွာနေမြေရစ်ကန်မှာရှိတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ဦးဆောင်တဲ့တော်လန်ရေးပူပေါင်းတပ်ဖွဲ့တွေကဇွန်လ2ရက်နေ့မှာစတင်ကဒိုးစစ်စင်တိုက်ခိုက်ခဲ့ရမှာ18ရက်အကြာဇွန်လ19ရက်နေ့မှာအပြစ်သက်သိမ်းပိုက်ရရှိခဲ့တယ်လို့ PLA ကထုတ်ပြန်ထားပါတယ်ခင်ဗျာ။ ထပ်မံတင်ဆက်ပေးကြတာကတော့ကော်တူးလေပြီးအစိုးရအဖြစ်ကြီးညာဖို့နှိစက်ပြီးလို့ KNU ထုတ်ပြန်ခဲ့ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာကော်တူးလေအစိုးရအဖြစ်ကြီးညာဖို့80ရာခိုင်နှုန်းအထက်ပြီးစီးနေပြီဖြစ်လို့ကော်တူးလေပြီးကော်တူးလေအစိုးရအဖြစ်ကြီးညာနိုင်တော့မယ်လို့ကရင်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရဘရူဆော့တော်နီကထုတ်ပြောလာပါတယ်ဇော်လဒုတိယပတ်အတွင်းမှာ KNU ကထုတ်ပြန်တဲ့ကော်တူးလေနေနဲ့ကော်တူးလေ Federal Unit အကြောင်းပြောကြားချက်မှာ အဲ့ဒီလိုထည့်ပြောခဲ့တယ်လို့ရုတ်တံဖိုင်နဲ့ပြောကြားချက်တချို့ကိုလည်းဇွန်လ19ရက်နေ့မှာထပ်မံထုတ်ပြန်လာခဲ့တာပါ80ရာခိုင်နှုန်းအထက်ပြီးစီးနေပြီဆိုပေမဲ့အသေးစိတ်အခြေအနေကိုတော့ထည့်ပြောသွားတာမတွေ့ရပါဘူးဒီနှစ်ထဲမှာဖြစ်ရင်ဖြစ်နိုင်တယ်ဒါမှမဟုတ်2026ဥပိုင်းမှာဖြစ်နိုင်မယ်ပြည်တော်စုထဲမှာကျွန်တော်တို့ကကော်တူးလီပြည်ဆိုပြီးပါဝင်မှာအသေးချပဲလို့ပရိုဆော့တော်နီးကပြောပါတယ်လက်ရှိနိုင်ငံအခြေအနေဟာဘ ഹു အာဏာပိုင်မရှိတော့လို့ဖက်ဒရယ်ပြည်တော်စုတည်ထောင်ဖို့အကောင်းဆုံးချိန်ဖြစ်တယ်လို့လည်း KNU ပြောခွင့်ရကဆိုပါတယ် ကော်တူးလီပြည်နယ်နမိတ်ပိုင်ချမှုနဲ့ပတ်သက်လို့တတလောဆုတ်ကင်ထားနိုင်တဲ့ခရင်တက်မှာခုနှစ်ခုကိုပဲအခြေခံထားတာမျိုးကတရက်တိမဟုတ်တော့ဘူးလို့ဆိုပါတယ်၂၀၂၁နောက်ပိုင်းမှာကျွန်တော်တို့အရင်ဆုံးရှုံးခဲ့တဲ့နေမြေတွေလည်းပြန်ရထားတယ်အဲ့ဒီအပေါ်အခြေခံပြီးဆုံးဖြတ်သွားမှာဖြစ်ပါတယ်လို့သူကပြောပါတယ် KNU ဟာထင်းကျုံနေမြေဖြစ်တထုံခရိုင်တောင်ငူခရိုင်ညောင်လေးပင်ခရိုင်တဝဲခရိုင်မူတရောဖပုံခရိုင်ဒူပလာယာခရိုင်ဖအံခရိုင်ဆိုပြီးခရိုင်အလိုက်တက်မှာခုနှစ်ခုနဲ့တက်မှတ်ထားတာဖြစ်ပါတယ် KNU အေပရီလကုန်နဲ့မေလအစပိုင်းမှာစီရေးအရှိန်မြင့်ကထိုင်းမြန်မာနယ်စပ်တလျှောက်ကစစ်ကောင်စီရဲ့ဖြူဝါကြထိခိစကံထိထစကံအပါအဝင်အရင်ကလက်လွတ်ခဲ့ရတဲ့စကံတွေကိုပြန်လည်သိမ်းယူနိုင်ခဲ့တာဖြစ်ပါတယ်ခင်ဗျာဆက်လက်တင်ဆက်ပေးကြတာကတော့ NUG ထိန်းချုပ်ထားတဲ့ပင်လယ်ဘူးမြို့အင်ကားရွာစာတင်ကျောင်းကိုစစ်အုပ်စုဘုံကျဲလို့ဆီယမတူဦးတည်ဆုံးပြီးထိခိုက်ဒဏ်ရာရသူများပြတိုက်ပွဲမဖြစ်ပဲစာတင်ကျောင်းကိုအကြောင်းမဲ့လေကျောင်းဘုံကျဲခဲ့တာဖြစ်ကြောင်းတင်ဆက်ပေးပါမယ်ခင်ဗျာ စကိုင်းတိုင်းကောလင်းခရိုင်ပင်လယ်ပူးမြို့နယ်တဲကအင်ကားကြီးရွာစာတင်ကျောင်းကိုဇွန်လ20ရက်နေ့ညနေပိုင်းမှာစစ်အုပ်စုလေးကျောင်းပုံကျဲလို့ကနအုပ်တည်အရာကျောင်းဆရာမတူတီဆုံးပြီးတိကြိုက်တန်ရာရသူတွေများပြားတယ်လို့ဒေသခံတူကပြောပါတယ်အမျိုးသားညီညွတ်ရေးအစိုးရ NUG တိမ့်ပိုက်ထင်းချုပ်ထားတဲ့ပင်လယ်ပူးမြို့နယ်တဲကအင်ကားကြီးရွာစာတင်ကျောင်းကိုဇွန်လ20ရက်ညနေ4နာရီဝန်းကျင်မှာတောင်အုပ်လီတက်ကတက်လာတဲ့စစ်အုပ်စု Jet Fighter တစ်စီးကဘုံကျဲတိုက်ခိုက်သွားတာဖြစ်တယ်လို့ဒေသခံသတင်းရင်းမြစ်ကဆိုပါတယ် ဲ့ဒီရောမှာကျွန်တော်တို့ရဲဘော်တွေလည်းမရှိတလို့တိုက်ပွဲလည်းမရှိပါဘူးဒီအတိုင်းစာတင်ကျောင်းကိုဘုံလာကျဲသွားတာပါကနဦးတိရတလောက်တော့ကျောင်းဆရာမတူသေးဆုံးပါတယ်ကျောင်းသားတွေနဲ့အခြားတိကျတဲ့ဒဏ်ရာတာတွေလည်းများပါတယ်လို့ပင်လယ်ဘူးဒေသခံတရင်အရှိမြစ်ကဆိုပါတယ်ရရှိထားတဲ့မှတ်တမ်းတပ်ပုံနဲ့ရုပ်တံဖိုင်အရစစ်အုပ်စုကအင်ကားကြီးရွာစာတင်ကျောင်းထဲကိုဘုံကျဲချသွားခဲ့တာတွေ့ရတယ်လို့ပြစ်တံတရားရပြီးတည်ဆုံသွားတဲ့ကျောင်းဆရာမနဲ့ထိခိုက်ဒဏ်ရာရသူတွေကိုလည်းတွေ့ရှိရပါတယ် အင်ကားကြီးရွာဟာပင်လယ်ပူးမြို့နယ်တောင်ဘက်ကောလင်းမြို့နယ်အဆက်မှာတည်ရှိပြီးလီကျောင်းတိုက်ခိုက်ခံရတဲ့စာတင်ကျောင်းဟာလည်းကြီးရွာရဲ့တောင်ဘက်ကွင်းပြင်မှာတည်ရှိနေတာဖြစ်ပါတယ်။ပင်လယ်ပူးမြို့နယ်အင်ကားကြီးရွာစာတင်ကျောင်းလီကျောင်းတိုက်ခိုက်မှုကြောင့်နောက်ဆက်တွဲတေဆုံးထိခိုက်ဒဏ်ရာရသူတွေကိုထပ်မံမေးမြန်းနေစေဖြစ်ပါတယ်။ကောလင်းခရိုင်ပင်လယ်ပူးမြို့ကိုအမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာန MOD လက်အောက်မှာရှိတဲ့အမတ်တစ်စစ်တီတပ်က2024ခုနှစ်ဩဂတ်လပိုင်းမှာစတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီးနောက် အော်တိုဘာလမှာအပြစ်သက်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီးစစ်အုပ်စု၃ဘန်း၁၀၀ကျော်အလင်းဝင်ရောက်သူ၁၀၀ဝန်းကျင်နဲ့လက်နက်ခဲယံအများအပြားသိမ်းဆည်းရရှိခဲ့ပါတယ်။ပင်လယ်ဘူးမြို့နယ်ဟာအရှိတ်ဘက်မှာကောလင်းမြို့နယ်နဲ့ဝန်းတူမြို့နယ်၊မြောက်ဘက်မှာဗန်းမောက်မြို့နယ်၊အနောက်ဘက်မှာဖောင်းပြင်မြို့နယ်နဲ့တောင်ဘက်မှာကျွန်းလာမြို့နယ်တွေနဲ့ထိစပ်နေတာဖြစ်ပြီးစီရေးအရအချက်အချာကြတဲ့မြို့နယ်တခုလည်းဖြစ်ပါတယ်ခင်ဗျာ။ ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနောက်ဆက်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်နောက်ထပ်တော်လိုင်းရဲ့သတင်းတူးများနဲ့ပြန်လာခဲ့ပါမယ်မြမပြည်သူပြည်သားအပေါင်းအကြံပတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေတဲ့ကိုအချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ